အဲဒီပေါ့နော် ကျမကိုတချို့ကကြာတော့တော်တော်များများကဒီကျမလွတ်မြောက်လာတဲ့ပုံစံကိုအခုချိန်ထိ confuse ဖြစ်နေရမျိုးလေးရှိတယ်။ကျမကလည်းအသေးစိတ်သိမပြောဖြစ်ဘူးဆိုတာကပေါ့နော်။အရင်ချိန်တုန်းကကြာတော့ဘယ်လိုခေါ်မလဲအခက်ခဲတွေကြားထဲမှာပြီးတော့ကိုယ်ကိုကူညီလိုက်တဲ့သူတွေရဲ့အန္တရာယ်တွေတော့အခုကတော့ဒါလက်တလုံးမှာဒါတွေအကုန်လုံးကကင်းလွတ်သွားပြီသူတို့ဒီလည်းအဲကျမအခုပြောသွားမယ့်ဇာတ်ကားထဲမှာသူတို့ရဲ့ identity လည်းမပါဘူးဆိုတော့သူတို့လည်းအဆင်ပြေပါတယ်။အဲ့တော့တချို့ကကြာနားလည်မှုလွင်နေတာကျမ February တရက်နေ့မှာလာဖမ်းသွားတယ်လို့ထင်ကြတယ်။ဖမ်းပြီးပြန်လွတ်လာ ာတယ်လို့ထင်ကြတယ်။အမှန်တကယ်တော့သူတို့ကကျွန်မကိုမဖမ်းနိုင်လိုက်ဘူး။ဖေဖော်ဝါရီတရက်နေ့မနက်ပိုင်းအာနာသိန်းတဲ့အချိန်မှာသူတို့ကျွန်မအိမ်ကိုမနက်အစောကြီးနေပြီးတော့မှ၄နာရီဝန်းကျင်လောက်ပေါ့နော်။ဒီသမရာကြီးနဲ့အမေစုကိုထိမ့်သိမ်းပြီးတော့ထိမ့်သိမ်းတာ၃နာရီဝန်းကျင်လောက်လို့ဒါကျွန်မတို့သိထားတယ်။ဟုတ်ကဲ့။၄နာရီဝန်းကျင်လောက်မှာဒီလွတ်တော်အမတ်ဒီဒီစီပင်ရိတ်သားဝင်းကိုပိတ်ချတာလို့ပြောရတာမျိုးတွေလုပ်တယ်ပေါ့။အဲ့ဒီအဲ့ဒီအချိန်နဲ့တိတ်မကွာခင်မှာပဲဒီကျွန်မတို့ရန်ကုန်မှာလည်းလူဖမ်းပွဲကြီးထုတ်တာပေါ့။သူတို့ဟိုစန့်ကျင်နိုင်မဲ့ သူတို့ကိုစန့်ကျင်ဖို့လှုံ့ဆော်နိုင်မဲ့သူတွေကိုသူတို့ကအကုန်စင်ရင်လုတ်ပြီးလိုက်ပြီးဖမ်းတာပေါ့။လိုက်ပြီးဖမ်းတဲ့အချိန်မှာအိန္ဒိယကျမအိမ်ကို9နိုင်မထိုးခင်မှာသူတို့ရောက်လာတယ်။ရောက်လာပြီးတကားလာခေါက်တယ်ကျမဟို CCTV မှတ်တမ်းတွေလည်းတင်ခဲ့ပူပါတယ်။အဲ့တော့ဒါပေမဲ့ကံကောင်းထောင်းမှဆိုရပဲအဲ့အချိန်မှာကျမတို့တအိမ်လုံးကဘယ်သူမှလည်းမနိုးတယ်လို့ဘယ်သူမှလည်းမသိလိုက်ဘူး။အာနာသိန်းနာကိုလည်းမသိလိုက်ဘူး။ဒါကတော့ ဟိုကံကောင်းနေပြီပြောရမှာပေါ့နော်တိလိုက်လို့ရှိရင်ကိုအာနာတိနေလည်းမသိဘူးမသိဘဲနဲ့တကားထဖွင့်ပါသွားမှာဟုတ်ကဲ့ဒါပေမဲ့အိတ်တုံးကတော့ကံကံကြမားလည်းကံကြမားလည်းကိုယ့်ဘက်မှာရှိနေတဲ့အထက်မှာတရင်လုံးအင်ရှိလူကုန်တယောက်မှဘယ်တော့လောက်တီးနေရမနိုးလိုက်ဘူးအဲ့ဖုန်းဖုန်းလာတော့မှအာနာသိမိဆိုတော့ဖုန်းလာတော့မှ9နာရီထိုးဖုန်းလာတော့မှတီးတော့သူတို့ပြန်သွားတဲ့အချိန်က9မိနစ်လောက်ပဲကွာ CCTV မှာပြန်ကြည့်လိုက်တော့ဒါပေမဲ့သူတို့ကလူဆောင်ထားပြီးပြန်သွားတာ ဟိုပေါ့နော်အဲ့ချိန်တုန်းကလည်းဘယ်လိုခေါ်မလဲအခုလိုမျိုးအကြံပန်းဖန်းစီမှုတွေမရှိသေးဘူးစစ်ကောင်စီဒီအဲ့ချိန်တုန်းကဘယ်လိုခေါ်မလဲသူတို့ဒီဥပဒေအရ အနာသိမ်းပါတယ်ဆိုပုံစံမျိုးမဝင်ဝင်အောင်ပေါ့နော်သူတို့ကလှုပ်နေတဲ့အချိန်ဖြစ်တယ်ဖြစ်တဲ့အခါကျတော့ဒါကျမတို့ကိုကြမ်းကြမ်းတမ်းတမ်းမဆက်ဆံသေးဘူးပြီးတော့လည်းအဲ့တုန်းကလည်းဘယ်လိုခေါ်မလဲသူတို့စိတ်ထဲမှာလည်းအာဘယ်လိုတန့်ပြည်သူတွေတလောက်ယုံကန်သိမ့်မယ်လို့ပြူစမထားဘူးဖန်ဖန်စီလိုက်မယ်ထိမ့်သိမ့်လိုက်မယ်မဟုတ်လေဒီရှေ့မှာလူဆောင်ထားခဲ့လို့ရှင်ဘယ်မှထွက်ပြေးလို့မရဘူးဆိုပြီးတော့သူတို့ကအဲ့လိုနေထားခဲ့တယ်အဲ့လိုပဲကျမအိမ်ထဲမှာနောက်နေမနှက်ပေါ့နော်အဲ့နေက မနက်9နာရီလောက်မှကျမအာနာတင်းသွားပြီဆိုတာတည်တယ်။ပြီးတော့တော့ထွက်ဖို့ကြိုးစားတဲ့အချိန်မှာအိမ်ရှိမှလူဆောင်နေပါတယ်ရှိနေပြီ။ရှိနေပြီဆိုတော့ကျမအိမ်ထဲကထွက်လို့မရဘူး။အကျေရှုလို့ဖြစ်သွားတယ်။အကျေရှုလို့ပေါ့နော်။ပြီးတော့မနက်7နာရီလောက်မှသူတို့အိမ်တကားလာခောက်တယ်။ အိမ်ငါးလာခောက်ပြီမြေကျွန်မကအိမ်ငါးဖွင့်မပြီဟုတ်ကဲ့အိမ်ငါးဖွင့်မပြီးတဲ့အချိန်မှာအာနာသိမ့်ပြီးသုံးဟိုပါဘောနော်မနက်၈နာရီဆိုတော့၄နာရီအာနာသိမ့်နေလို့ပဲတတ်မှတ်လာရင်၄နာရီအတွင်းပေါ့နော်ဟုတ်ကဲ့ဒီပြည်သူတယောက်ဘာမှပြည့်မှုကျိုးတော်မထားတဲ့ပြည်သူတယောက်ကအိမ်ကိုအိမ်ရှိမှာရဲတွေဝိုင်းပြီးတော့တကားခောက်လို့ထွက်မလာတာကို hand speaker နဲ့ထွက်လာဖို့ ပြစ်သားတယောက်လို့ရာဇဝတ်သားတယောက်လို့အဲ့လိုခေါ်တာပေါ့နော်။အော်ခေါ်တာ။အဲ့ကြတော့အော်ခေါ်တာပေါ့။ Lost my hands speak ကနေပေါ့အဲ့လိုပေါ့။အင်းနံပါတ်ဘလောက်ဘလောက်ပေါ့။အာဒီဘလောက်ကောင်းလဲဆက်စီမင်းများစီရှိလို့ထွက်လာခဲ့ပါဘလောက်ပေါ့ဆိုတော့အချိန်ကျမှကျမတို့ကကျမမိဘတွေကထွက်ပြီးတော့ဘာအကြောင်းရာရှိလဲဘာကိစ္စရှိလဲဘာကိစ္စနဲ့ ဖန်စီဖို့ကြိုးစားတာလေဆိုတော့သူတို့မှရေးရရပြောနိုင်ချီမရှိဘူးဘာလို့လဲဆိုအာနာတိန်တာမနက်9နာရီ9နာရီမှတိန်တာအဲ့ချိန်ကြီးကျမတို့သူတို့ရဲ့စစ်ကောင်စီဘုံမှာဘာမှဆန့်ကျင်တာတွေဆန္ဒပြရတွေဘာဆိုဘာမှမလုပ်ရသေးဟုတ်ကဲ့မလုပ်ရသေးတဲ့အချိန်ဒီမှာသူတို့မှကျွန်တော်ဖန်စီဖို့မနေရရပြစရာမရှိဘူးပုံမှန်မရှိဘူးရေးစရာရှိလို့လိုက်ခဲ့ပါအဲ့ဒါပဲပြောနိုင်တယ်ပြောနိုင်တော့ ကျွန်တော်တို့ကအဲ့ချိန်မှာပေါ့နော်ကျွန်တော်တို့ကာကွယ်ပေးထားတဲ့ NLD အစိုးရလက်ထက်မှာပြဋ္ဌာန်းထားတဲ့နိုင်ငံသားကာကွယ်ရေးဆိုင်ရာဥပဒေရှိတယ်။အဲ့ဒီဥပဒေတိုင်းမှာကျွန်တော်တို့ကပြောတယ်လူတစ်ယောက်ကိုဖမ်းဝရမ်းမပါဘဲဖမ်းဆီးခွင့်မရှိဘူး။ဖမ်းဆီးခွင့်မရှိတဲ့အတွက်ဖမ်းဝရမ်းပါတယ်ဆိုလို့ရှိရင်တော့အင်တကားဖွင့်ပေးမယ်။ဖမ်းဝရမ်းမပါဘူးဆိုတော့အင်တကားဖွင့်မပေးနိုင်ဘူး။ဆိုပြီးတော့ကျွန်တော်တို့တုံ့ပြန်လိုက်တယ်။အဲ့လိုပဲ၈နိုင်မှတစ်ခါလာလိုက်၉နိုင်မှတစ်ခါလာလိုက်၁၀နိုင်မှတစ်ခါလာလိုက်နဲ့အချိန်အများကြီးလာဖြုံးနေရပါတော့။ကျွန်တော်တို့ကဒီစကားကိုမပြင်ဘူး။ဖမ်းဝရမ်းပါတယ်ဆိုရင်တကားဖွင့်ပေးမယ်။ဖမ်းဝရမ်းမပါဘဲနဲ့ခဏလိုက်ခဲ့ပါဆိုရင်တော့မလိုက်နိုင်ဘူး။ ဆိုပြီးတော့အဲ့လိုမျိုးကလည်းဒီလိုပေါ့နော်အိမ်ရဲ့နေအချိန်အခြေအနေကြောင့်လည်းမူတည်တယ်တကယ်တကယ်သူတို့အကျန်းပန်းလုံးလို့လည်းဒီအိမ်ရဲ့ခြံကိုကြော်ဝင်ဖို့ကမလွယ်ဘူးအဲကျမတို့အိမ်ရဲ့အခြေအနေလေးကအဲ့လိုမျိုးလေးဖြစ်သွားတဲ့အခါကျတော့ကန်ကန်တရားကလည်းမျက်နှာသာပြီးသွားတယ်ပဲပြောရမှာပေါ့နော်နောက်ထပ်၃ရက်အကြာမှာပဲကျမဒီအိမ်ကနေပြီးတော့ ထွက်ပြေးလွတ်မြောက်လာခဲ့သူတို့အဲ့လိုစောင့်ကြံ့နေတဲ့ကြားထဲရပဲသူတို့ကိုနည်းနည်းညံစင်ပြီးတော့ပေါ့နော်ညကျွန်မတို့ကျွန်မထွက်တယောက်တည်းထွက်လာနိုင်ခဲ့ရန်ကုန်မြို့ထဲမှာပဲကျွန်မတလာခွဲကြော်ကြော်လောက်ကြာတယ်အဲရန်ကုန်မှာဒီလိုပြစ်ခတ်မှုတွေမဖြစ်သေးမဖြစ်သေးဘူးပေါ့နော်မဖြစ်သေးဘူးကျွန်မတို့ဒီလူလူဆန္ဒပြပွဲတွေအချိန်ဟုန်နဲ့ဖြစ်နေတဲ့အချိန်မှာကျွန်မဒီမျက်နာမပြဘဲနဲ့ပဲဒီဟိုအရဲမှာပေါ့နော်ဒီဆန္ဒပြပွဲတွေမှာကျွန်မလိုက်ပြီးဆန္ဒပြတယ်လူရှိတော့ထွက်လို့မရဘူးပေါ့ဘာလို့လဲဆိုတော့14ရက်နေမှာကျွန်မကိုဝရမ်းထုတ်လိုက်တယ်အဲကိုမင်းကိုနိုင်တို့ကိုချင်းမီတို့အပါအဝင်ဒီခွန 9ယောက်ပေါ့နော်9ယောက်ဝရန်ထုတ်လိုက်တဲ့အထက်မှာအမျိုးသမီးတဦးရီတော့ပါတယ်အမျိုးသမီးအနေနဲ့ပမာဆုံးဝရန်ထုတ်လိုက်တယ်ဝရန်ထုတ်လိုက်တာ14ရက်နေမှာဝရန်ထုတ်ပြင်မဲ့ကိုကတော့အဲ့ချိန်မှာတော့ရန်ကုန်မြို့ထဲမှာပဲလက်ပတ်ပြီးရှောင်းရှားနေတယ်ပြီးတော့ဆန္ဒလိုက်ပြတယ်ပေါ့နော်ဆန္ဒလိုက်ပြပြီးဟိုရှေ့ကိုတော့မထွက်ရဘူးရှေ့ကိုထွက်လိုက်လို့ရှင် တခါတည်းကောက်စီသွားမှာအဲ့လိုဆိုတော့နောက်ကြတော့တဖြည်းဖြည်းနဲ့ရန်ကုန်မှာဒီပြစ်ခတ်ပြစ်ခတ်ပြစ်ခတ်အကြမ်းဖက်မှုတွေဖြစ်လာတယ်ပြီးတော့တော့ဒီညဘက်ဆိုလူဖမ်းပွဲတွေကိုဆက်တိုက်လုပ်လာတယ် ဲ့လိုအကြမ်းဖက်မှုတွေကအရန်ကိုများလာပြီးပြီးတော့အိမ်တွေကိုအဲ့လိုမျိုးဒီတိုင်းဝင်ပြီးတော့ပေါ့နော်ဂျိုင်းနှက်ဖမ်းဆီးတာမျိုးတွေဖြစ်လာခဲ့တယ်။ဖြစ်လာတဲ့အချိန်မှာရန်ကုန်မှာဆက်ပြီးလုံခြုံနေနိုင်ဖို့ကကြတော့ခင်းရင်းလာခဲ့ပြီ။ခင်းရင်းလာခဲ့တဲ့အတွက်ကျွန်မအဲ့ချိန်မှာလည်းဖြစ်တဲ့ဟိုအနေထားပေါ့နော်။ကျွန်တော်တို့ဘယ်သူမှမဆက်သွယ်ရေး။ဘာလို့လဲဆိုတော့အင်တာနက်တွေဒီဖုန်းလိုင်းတွေအားလုံးကသူတို့ရဲ့လက်အောက်မှာအဲ့ကျွန်မဘယ်သူနဲ့မှဟိုကိုနဲ့အရင်တိခဲ့ဘူးတဲ့နိုင်ငံရေးအတိုင်းဝိုင်းနေပါလေကိုလည်းမဆက်သွယ်ပြဖို့။ အားလုံးကလည်းအဲ့လိုပဲအချိန်ကြီးကဘာမှမသိကြတဲ့အချိန်ကြီးမှာကိုယ်အစီအစဉ်နဲ့ပဲကိုရှောင်းရှောင်းနေကြတဲ့အချိန်ကြီးဖြစ်နေတယ်ဆိုတော့ကျမလည်းကိုယ့်အကူပဲဒီပေါ်တော့ကိုယ့်ရဲ့နိုင်ငံရေးအတိုင်းဝန်ပတ်ချမ်းကမဟုတ်တဲ့မိတ်ဆွေအချို့ကြီးစီကတဆင့်ဒီနယ်စပ်ဖက်ကိုကျမထွက်ဖို့ကြိုးစားတယ်အဓိကကတော့လုံခြုံနေနိုင်ဖို့ပေါ့နော်ဒီလိုပွင့်လင်းပြောလို့ရှိရင်ဒီကိုရောက်လာမယ်လို့လုံးဝအချိန်မှလည်းမျှော်လင့်မထားခဲ့တယ်လို့မနှက်ပြန်တဲ့ဘက်ကကျမအိမ်ပြန်ရမယ်ပဲထင်ခဲ့တယ်ဟုတ်ဘာလို့လဲဆိုတော့ ဒီဖေဟိုဇန်နဝါရီအထိကျမတို့ရဲ့ဘွားကပုံမှန်ဒီဖေဖော်ဝါရီတရက်နေ့မရောက်ခင်ချိန်အချိန်အထိပေါ့နော်ကျမတို့ကအဲ့ဒါတွေကိုကြိုတင်မျှော်လင့်မထားခဲ့ဘူးကျမတို့ရန်ကုန်မှာလည်းကျမတို့ရဲ့မိသားစုဆိုအခြေချပြီးသွားတဲ့အချိန်မျိုးပေါ့နော်ကျမတို့ကလုပ်ငန်းတွေရှိတယ်ပြီးတော့မိသားစုလိုက်ကြီးကြံခဲ့တယ်အဲ့လိုမျိုးဆိုတော့ခဏတစ်ဖြုတ်မှာပဲအင်ပီယန်ဖန်ထင်ခဲ့တာဒီထိရောက်လာမယ်လည်းဘလုံးမမျှော်လင့်ထားခင်ပြီးပြီးတော့နေဆက်ကိုကျမရောက်လာတယ်ဟုတ်ကဲ့ရောက်လာတော့ကျမလမ်းကြောင်းကြီးလာနည်းနည်းမှားသွားတယ်မှားသွားတယ်ဆိုတာက စပြီးရှောင်တဲ့အချိန်မှာကလေးကကျမတို့မှာ ဘာဘာလို့ရင်ဘာဖြစ်ရင်ဘာလုပ်မလဲဆိုတော့ planning မရှိဘူးဟုတ်ကဲ့ဟိုဘယ်လိုခေါ်မလဲပြီးတော့ကျမတို့လည်းအဲ့ဒီအတွေ့အကြုံပေါ့နော်ရှောင်းမပုံးရတဲ့အတွေ့အကြုံလုံးဝမရှိဘူးအတွေ့အကြုံပြီးတော့အဆက်ဆက်ပေါ့နော်ဟိုတုန်းကဒီဟိုခက်ကလေးကဒီအတွေ့အကြုံတွေရှိခဲ့ဘူးတဲ့နိုင်ငံရေးသမားကြီးတွေနဲ့လေအဲ့ချင်းကာလမှာအဆက်ဆက်မရှိဘူးမရှိဘူးဆိုတော့မဆက်သွယ်ရဲဘူးပေါ့နော်သူတို့ရောဖန်ခံနေရပြီလားဒါမှမဟုတ်သူတို့ရောလွန်မြောက်ရလားဒါလည်းကျမတို့ဘာမှမသိနိုင်ဘူးပြီးတော့ internet တွေဖုန်းတွေကလေပြီးတော့ကျမတို့ဘယ်လောက် trace လိုက်နိုင်မလဲအဲ့ဒါတွေကိုလည်းထည့်သွင်းစဉ်းစားရတော့ဘယ်သူနဲ့မှအဆက်သွယ်မရှိဘူးပြီးတော့အဲ့ ော့လွတ်မြောက်နေမြေပေါ့နော်လက်ရှိမှာဒီတိုင်းရင်းသားလက်နက်ကိုင်နေမြေတွေရာနေပြီးတော့ကျွန်တော်တို့တော်တော်များထွက်ပြေးတင်းချောင်နေရတဲ့သူတွေကိုအခုဆိုရင်စောင့်ရှောက်ပြီးတယ်ကုညီပေးကြတာတွေရှိတယ်ဒါပေမဲ့ကျွန်မရှောင်ပုံးတဲ့အချိန်မှာတော့ကကြတော့တိုင်းသားလွတ်မြောက်နေမြေတွေဘယ်လိုဆက်သွယ်ရမလဲဆိုတာလည်းမရှိဘူးအဲ့ပြီးတော့အဲ့တော့ဝရန်ထုတ်ထားတဲ့အားလည်း9ယောက်ပဲရှိတယ်ကျွန်တော်တို့ရဲ့နောက်မှာမှနောက်ထပ်9ယောက်ထပ်ထုတ်တယ်ဆိုတော့စုစုပေါင်းမှတနိုင်ငံလုံးမှာ14ယောက်ပဲရှိတယ်14ယောက်ပဲရှိတယ်ပြီးတော့နောက်ကြမှာဒါလေးညီတိုင်းတယောက်ဟိုတနေ့ကိုရောက်20လို့ဖားလို့တင်ထင်ပေါ်ကြောင်ကြားတဲ့လူတွေမှန်သမျှဝရန်ထုတ်ပြတာကျွန်တော်တို့ ရှောင်တဲ့အချိန်တော့အလုံးဝဘာမှမရှိသေးဘူး။ဘာမှမရှိသေးပဲနဲ့ရန်ကုန်မှာဟိုဘောနော်လူမှုစင်တာပြပွဲတွေအကြီးအကျယ်ဖြစ်နေတဲ့အချိန်မှာပဲကိုရီးယားဆက်ပြီးနေလို့မရတော့ဘူး။ဆက်ပြီးနေလို့မရတော့ဒီ လွမြောက်နေပြီလဲသွားလို့မရဆက်သွယ်မရှိတာပေါ့နော်သွားလို့မရတာတော့မဟုတ်ဘူးသူတို့စီဘယ်လိုသွားမလဲဆိုတာကိုလည်းမသိဆက်သွယ်မရှိတာ ਨੇ ကျမတို့လည်းနေဆက်ကိုရှောင်နေနေဆက်မှာလည်းဒီလိုပေါ့နော်ဒီကျမတို့ပုံမှန်သွားနေကြမြောက်ရီနေဆက်နေဆက်ဖက်ချမ်းကိုကျမတို့ကအဲ့ချိန်မှာမရှောင်ရဲဘူးဘာလို့လဲဆိုတော့ရှောင်ပြေးလာမယ်သူကဘလောက်မှမြန်မြန်ဆက်ဆက်မရှိသေးဘူးအဲ့ချိန်မှာအဲ့ကျမတို့လည်းဒီ border line နေရာတနေရာမှာပဲကျမနေဖြစ်သွားတယ်နေဖြစ်သွားတော့အဲ့နေရာကလုံးဝအညူအောင်နေမြဖြစ်နေတဲ့နေရာဖြစ်နေတယ် ဟိုမထင်မှတ်ဘဲနဲ့ပေါ့နော်အဲ့လိုဖြစ်နေတယ်အဲ့မှာတိုက်ပွဲတွေဖြစ်လာတယ်အဖွဲ့အစည်းတွေကလည်းအများကြီးအိမ်တွေမှာဖြစ်နေဘယ်ဘသူဒီဘယ်လက်နက်ကိုင်ဒီဘယ်အဖွဲ့အစည်းမှလည်းမသေးကွဲတော့တဲ့အခြေအနေစစ်တပ်ဘက်ကလားဒီဘက်ကိုဘက်ဒီတိုင်းသားလက်နက်ကိုင်ဒီဘက်ကလားဆိုတာလည်းမသေးကွဲတော့တဲ့အခြေအနေဖြစ်တာဖြစ်လာတော့ဒီ ဟိုဘောနော် UNHCR ကလေပြီးတော့ကျမတို့အကူအညီတောင်းခံတယ်ဖြစ်ချင်တော့အဲ့ချိန်ကာလမှာလည်းမြန်မာပြည်ကဒါရုပ်ချင်းအရေးပေါ်အခြေအနေထားဖြစ်တဲ့အခြေအနေမှာ UNHCR အနေနဲ့လည်းတို့မှာဒီမြန်မာဒုက္ခသည်တွေကိုဘယ်လိုကူညီမလဲဆိုတာမျိုးတွေကိုတို့မှာဘာမှဆုံးဖြတ်ချက်မရှိသေးဘူးဆုံးဖြတ်ချက်မရှိသေးတဲ့အခါမှာကျတော့တို့ US တန်ရုံကလေပြီးတော့လွှဲယူပြီးတော့အကျမတို့ရီးပေါ်ဗီဇာနဲ့ဒီဘက်ကိုခေါ်ထုတ်ပေးခဲ့အဲ့ဒါတော့မှကျမနေဆက်မှာနှစ်လကျော်လောက်ပေါ့နော်ထပ်ဆောင်နေရတယ်ဒီဗီဇာရဖို့ တက်မဲ့ဒီ US ထိုင်းမှာရှိတဲ့ US တန်ရုံကကျမတို့ဒီဘက်ကဒီမိုကရေစီလှုပ်ရှားသူတွေကိုအသက်အန္တရာယ်ဖြစ်မှာဆိုလို့ပေါ့နော်သူတို့အဲ့ဒီပုံမှာတော့သူတို့အင်တိုင်းအားထိုက်ကူညီပေးပါတယ်ဒါကြောင့်လည်းကျမအသက်ချမ်းသာရရခဲ့တာပေါ့နော်မဟုတ်လို့ရှိရင်နေရာမှာပြောရမယ်ဆိုလုံးဝ border line ပုံမှာဖြစ်နေတဲ့အခါကျတော့သူတို့ကိုယ်တိုင်လည်းကျမရဲ့လက်ရှိအခြေအနေကိုကျမတင်ပြတဲ့အခါမှာသူတို့ကိုယ်တိုင်လည်းကိုယ့်ရဲ့အသက်အန္တရာယ်ကိုသူတို့ထိတ်လန့်နေအဲ့ဒီတော့သူတို့ကတော့ဒီပေါ်တခြား process ကြာနိုင်တဲ့အရာတွေကိုမစဉ်းစားတော့ဖင်းနေဒီမြန်မြန်ထွက်သွားရနိုင်မယ့်အခြေ ပြီးတော့လည်းထိုင်းဒီအချိန်မှာထိုင်းနိုင်ငံတွေလည်းအရန်ကိုပဲသူတို့ကိုဗစ်နဲ့ပတ်သက်ပြီးအရန်တင်းကျပ်ထားတဲ့အချိန်ဖြစ်တဲ့အချိန်ကြားတယ်အဲ့ချိန်မှာကြာတော့ဒီ US တန်ရုံအနေနဲ့ထိုင်းအာဏာပိုင်တွေကိုကြော်လွန်ပြီးတော့လည်းလုပ်ဖို့အခက်ခဲတဲ့အနေအထားမျိုးတွေရှိရဲအဲ့အခက်ခဲတဲ့အနေအထားတွေများအနေအထားတွေတွေရမှာပဲသူတို့ပေါ့နော်ဒီလမ်းကြောင်းကိုရွေးချယ်ပြီးတော့ဒီဘက်ကိုသူတို့ပို့လိုက်တဲ့သဘောပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့နဲ့မရောက်လာတာပေါ့ဒါပဲ ကျွန်မနားထောင်ရင်းနဲ့တော့မှစက်သိနေခါမှာတကယ်ကိုလေးစားပါတယ်မရအခက်ခဲတွေအများကြီးကြော်ဖြတ်ခဲ့ရတာကျေးဇူးတင်ပါတယ်ခန္ဓာရည်ရရှိတဲ့အတွက်လည်းတကယ်ကိုလေးစားပါတယ်ဟုတ်ကဲ့မကျွန်မတို့နောက်ထပ်မိခွန်းလေးကတော့ကျွန်မတို့ဒီပေါ့နော် အများသောအားဖြင့်ပေါ့နော်ကျမတို့ဒီမြန်မာပြည်မှာရှိတဲ့လူတွေကောပြီးကြလို့ရှိရင်တိုက်ပွဲဝင်နေတဲ့သူတွေကောပြီးကြလို့ရှိရင်ပြည်ပမှာရှိနေတဲ့သူတွေကအဆပေါ့နော်အားလုံးရဲ့မေးခွန်းလေးအဲဒါအိမ်မက်ဘယ်လိုပြောမလဲမျောလင်းရှက်လို့လည်းပြောလို့ရပါတော့နော်အောင်နိုင်ကြီးကဘယ်တော့လဲဆိုရဲမေးခွန်းလေးတွေတချို့တွေဆို state လေးတွေရေးကြတယ်ပေါ့တချို့ကြတော့လည်းမေးခွန်းလေးတွေမေးကြတယ်ပေါ့အဲ့ဒီအပေါ်မှာရောအမရဲ့အမြင်လေးနဲ့အဖြေလေးကိုပြောပြပေးပါလားဟုတ်ကဲ့ ဒီမေကွန်ကလေကျွန်မအခုဒီမှာဆိုလို့ရှိရင်ဒီအမေရိကရောက်တဲ့အချိန်မှာပေါ့နော်ကျွန်မ fundraising ပွဲလေးတွေတော်တော်များများတွားဖြစ်ပါတယ်ဒီရှေ့ပိုင်းမှာပေါ့နော်ဒီ new town new dollar ရေးရမုံငွေရှာဖွေပွဲလေးတွေကျွန်မတက်ဖြစ်ပါတယ်တက်ဖြစ်တဲ့အခါမှာဒီပေးသက်နဲ့ မေခွန်အမေးဖြေခံရလေးဒီမှာကျမညိုတိုင်းမှာအမေးခံရတဲ့မေခွန်ဒါကကြတော့ဟိုသူတို့ညီမကကျမကိုမေးတယ်ဆိုတာကလည်းဘယ်လိုခေါ်မလဲသူတို့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အရင်သိချင်နေတဲ့ဆန္ဒပေါ့နော်ပွင့်လင်းပြောကျမတို့လည်းအဲ့ဒီအခြေအနေကိုပဲနေတိုင်းမျှော်လင့်နေတာကျမဆိုလို့ရှိရင်ဒီ February တရက်နေ့ဖြစ်ပြီးအေးအရလေပြီးတော့ရှောင်ပြီးရှောင်တဲ့အချိန်မှလည်းကတပတ်လောက်လိုပဲစိတ်ထဲမှာထင်ခဲ့တာတေချာပေါက်လေအခုဒီလိုမျိုးဒီလိုရောက်လာပြီးဒီဒေါ်လာရေးကိုဒီလိုမျိုးလုပ်နေရမယ်လို့အဲ့ချိန်ကာလမှာဟိုပေါ့နိုင်ငံရေးအတွေ့အတွေ့အမြင်လည်းအဲ့လောက်ထိ ဘလို့ခေါ်မလဲမချူကမဖြစ်နိုင်သေးတဲ့အချိန်ဖြစ်တယ်ပြီးတော့စိတ်ခံစားချက်တွေ emotional တွေနဲ့အမှန်ကိုမမြင်နိုင်သေးဘူးပေါ့နော်ဟုတ်ကဲ့အဲ့ကျွန်မတွေ့ကြုံလေးပြောရမယ်ဆိုလို့ရှိရင်ကျွန်မကိုအိမ်ရလေပြီးတော့ကဲထုတ်ပြီးတော့ကုညီထားတဲ့အကူပေါ့သူဆိုလို့ရှိရင်ဒီနိုင်ငံကြီးမှာအတွေ့အကြုံရှိတဲ့သူတစ်ယောက်ဖြစ်တယ်အဲ့ခါကျတော့ तू ကကျွန်မကိုအဲ့တော့အဲ့ညာဘက်မှာပေါ့ဒီကိစ္စတွေပြောပြကြရင်လည်း तू ကကျွန်မကိုအဲ့တော့မမှတ်ရရကျွန်မထင်တယ်ဒီအာနာသိမ့်ပြီးတပတ်မပြည့်သေးတဲ့အချိန်ပေါ့အဲ့ချိန်မှာ तू ကကျွန်မကို နိုင်ငံနဲ့ပတ်သက်ပြီးအဆွေးနွေးတဲ့အခါမှာအခုဒါကဘလောက်ကြာမှလဲအခုကျွန်တော်အမေးခံနေရတဲ့မေးခွန်းလိုမျိုးအဲ့ဒီတစ်ပတ်လောက်လုံမာတဲ့ကျွန်တော်မေးခဲ့တယ်မေးခဲ့တာပေါ့မေးခဲ့ဘူးဘယ်တော့ကြာမှလဲဘလောက်ကြာမှလဲဘယ်တော့အိမ်ပြန်မှလဲဆိုရဲမေးခွန်းပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်အတော်ပြောဘူးလေသွေးမြေကြအောင်မှညီမလေးဆိုတော့ကျွန်တော်သူ့အိမ်တုန်းကအရန်စိတ်ဆူသွားတယ် လုံးဝဒါကိုယ့်ကိုအင်အားလေးကဲထုတ်လာတဲ့လူတွေပါတယ်မစင်းစားနိုင်လောက်ဒေါသထွက်သွားတယ်ဘယ်လိုဆိုဒီစကားဒီကျွန်မကြားချက်နဲ့အဖြေမဟုတ်ဘူးအဲ့လိုဆိုတော့အဆိုးဆုံးအဆိုးဆုံးမမျော်မြင့်နိုင်သေးဘူးပေါ့အဲ့တုန်းကလည်းအဲ့အချိန်တပတ်လောက်အတော်အတွင်းမှာတော်လန်ကြီးကိုမရင်ကျက်နိုင်သေးဘူးဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အဲ့တုန်းကအဲ့ခုအခုအခုဥပမာပေးချင်တာကလည်းအခုလက်ရှိမှာလည်းဒီမိကုံးကိုကျွန်မတို့ပြည်သူတွေအားလုံးကတစားစားမင်းနေကြတယ်အကျွန်မဖြေလိုက်တဲ့အဖြေကို100%တဘောကြချင်မှလည်းကြမယ်ပေါ့နော်ဒါကကျွန်တော်တို့ကိုယ်တိုင်လည်း force hope တွေနဲ့တာယာခဲ့ဘူးလေ ဖော့ဆုပ်တွေနဲ့မနက်ဖြန်တပတ်ခါကျွန်တော်တို့နိုင်ငံကိုသူများနိုင်ငံကဝင်ပြီးကဲသွားပါမယ်လို့ကျွန်တော်တို့တကယ်ကိုဟိုပေါ်တော့တချို့ကပြောတယ်ဖော့ဆုပ်တွေရေးတယ်လို့ဖော့ဆုပ်တွေပေးတယ်လို့တချို့ကတချို့တချို့တွေကပြောကြတယ်ပြီးွားတော့အဲ့လိုမျိုးပေါ့နော်အဘယ်နိုင်ငံကူညီမယ်ဘယ်နိုင်ငံကူညီမယ်အွန်လိုင်းပေါ်မှာရေးနေရတယ်အများကြီးရှိရလေအဲ့ဒီအဲထဲမှာလည်းကျွန်တော်ပါခဲ့ဘူးလေ ဲ့ဒါကသူများကို force ထုတ်ပြီးတာမဟုတ်ဘူးကျမကိုယ်တိုင်ကိုပဲအဲ့လိုအယူမှုမျှော်လင့်နေတဲ့အချိန်ဖြစ်တယ်အဲ့လိုဆိုတော့အခုအခုကြာတော့လေကျမတို့ကပေါ့နော်တော်လန်ကြီးကလည်းအချိန်ကာလတစ်ခုထိကြာလာခဲ့ပြီဒီချိန်မှာလည်းကျမတို့တော်လန်ကြီးကိုတဖြည်းဖြည်းပို့ပြီးတော့ရှင်းချက်လာခဲ့ပြီတရက်နဲ့တရက်ပေါ့နော်အဲ့တော့အဲ့ချိန်ကာလမှာဒါကျမအခုချိန်ဒီမှာမျှော်လင့်ချက်အတုတွေဆိုတာမျိုးတွေကိုကျမကိုယ်တိုင်လည်းမပြောဝင်တော့သလိုဘသူ့မှာလည်းမနှက်ပြန်တစ်ဘက်ကပြီးမယ်လို့လည်းဘသူ့မှာမနှက်သိချင်တော့ဘူးပေါ့နော်ဒီကာလမှာဒါကျမတို့ ဒီတော်လန်ရေးဒီဘယ်တော့ပြီးမလဲဆိုတော့အားလုံးသိချင်နေကြပါမယ်။ကျမတို့များများပါဝင်နေတော်လန်ရေးရက်တွေဒီပို့ပြီးတိုလာလေကျမတို့ရဲ့အောင်ပွင့်တွေကိုမြန်မြန်နီးလာလေပဲပေါ့နော်။အခုဆိုလို့ရှိရင်ဟိုမင်းမဲ့သူပေါ်မှာမူတည်မှာပေါ့။မင်းမဲ့သူဒီဒီတော်လန်ရေးမှာဘလောက်ထိထက်ထဲဝုံဝုံပါဝင်နေတယ်လဲ။ကိုကိုဘလောက်ပါဝင်ထားရဲဆိုတော့ပုံမှာမူတည်ပြီးတော့ဒီတော်လန်ရေးဒီဘလောက်ကြာနိုင်လဲဆိုတော့ပုံပြန်ပြီးစမ်းစစ်ရမယ့်အချိန်ဖြစ်သွားတယ်။ဟိုဘလို့ခေါ်မလဲအားလုံးဒီ ဒီဒေါ်လာကြီးရမှာရဲ့ဒီဘယ်လိုခေါ်မလဲတောင်တန်းပြည်မှာအကုန်လုံးတနိုင်ငံလုံးကိုဟိုလဲနေလေအောင်မြင်းဆောင်မကြမ်းကူးချလာတဲ့အခြေအနေမှာနေသားတလူနေနေတဲ့သူတွေလည်းအခုချိန်ထိအများကြီးရှိနေတယ်။ဟုတ်တယ်ဟုတ်တယ်။အဲ့နေသားတလူနေနေတဲ့လူတွေပြောနေကြစကားရှိတယ်။နိုင်ရင်လည်းနိုင်ရှုံးကျင်လည်းရှုံးငြင်းငြင်းပြီးပါတော့ဆိုရင်စကားပေါ့နော်။ကျမတို့ကအဲ့ဒါကိုလက်မခံဘူး။ကျမတို့ကနိုင်ရင်လည်းနိုင်ရှုံးကျင်လည်းရှုံးဆိုတာမရှိဘူး။နိုင်အောင်တိုက်ရမှာ။နိုင်အောင်တိုက်ရမှာ။သူတို့ကကြတော့ဒီအခြေအနေကိုဟိုပြောရရင်အနေချောင်းအစားချောင်းကျင်လို့အခုအခုလိုမျိုးနေရတာကိုသူတို့အနေရရှိရလို့ခံစားရလို့စီးပွားရေးလုံးလုံးမကော ောင်းလို့ခံစားရလို့ဟိုနိုင်ရင်နဲ့နိုင်ရှုံးကျင်တဲ့ရှုံးလိုက်တော့တကယ်မမြန်ပြီးရင်ပြီးတာပဲဆိုတော့စကားမျိုးတွေထွက်လာတာကျမတို့ဒီဘက်ကပြည်သူတွေတကယ်ဒီမိုကရေစီလိုလားတဲ့သူတွေညှော်ညင်းထားတာကနိုင်ရင်နဲ့နိုင်စွာပဲရှိတယ်ရှုံးရင်လည်းရှုံးစွာမရှိဘူးအဲ့ခါကျကျမတို့ကနိုင်တဲ့အထိတိုက်ရမှာနိုင်တဲ့အထိတိုက်ရမယ်အဲ့ဒီနိုင်တဲ့အထီကိုရေရှည်ပါဝင်နိုင်ဖို့ကျမတို့ကအခုတည်းကတက်လုံကိုကြိုပြီးပြင်ဆင်ထား